အရခပြည်သူဒေါ်လာရည်အစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ခွင့်ပြုရေးဆိုင်ရာဘူပေါင်းဆောင်ရွက်ရေးယူကမြောက်ဦးနဲ့ကြောက်တော်မြို့နယ်တို့မှာရှိတဲ့စစ်ဆောင်စခန်းနှစ်ခုကစစ်ဆောင်တွေကို မူလနေထိုင်ရာခြေရွာတွေကိုပြန်လည်နေရာချထားပေးခဲ့တယ်လို့သိရပါဗျ။မြောင်မြို့နယ်ကာရာတောင်စခန်းကအိမ်အောင်စု၁၈စုနဲ့ကြောက်တော်မြို့နယ်ညောင်ချောင်းစခန်းကအိမ်အောင်စု၃၁စုတို့ကိုအာရခပြည်သူဒေါ်လာရဲ့အစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံနဲ့လူမှုအဖွဲ့အစည်း၂၂ဖွဲ့တို့ကပြန်လည်နေရာချထားပေးခဲ့တယ်လို့သိရပါဗျ။စိုက်ရှောက်စခန်းတွေကိုနေရာအရှာပြည့်စုံအောင်တော့ခါ HDC ကရှာပြည့်ခဲ့ခါ ိုက်ပစ်ချုပ်ဒီတော့ပိုလို့နေမိတယ်လုံးလုံးစိတ်ရှားရတယ်ဒါပဲလို့လဲဆိုလို့ရှိကေ HDCU ကအသီးမဲ့ပူးတယ်စိုက်ချုပ်စခန်းတိဆိုနေမိတယ်အဲ NGO ဒီကနေမိကြီးကုညီပြီးတော့ဒီကိုသူတို့စရောင်းစရာနေမိကြတာဒါဆိုတာဖိုက်တယ် HDCU ကစီမဲမပရူးရစိုက်ချုပ်တိကိုကြားခါနော် NGO ကပြီးရဆိုတော့ဒီကိုနေမိခေဝေကြီးအထောက်ပံ့တိမလားဆိုဒီဖိုက်တိရောင်းတုန်းနဲ့စိုက်ချုပ်တိတို့ပို့လို့အဆောင်ပြေလို့ ဟို HTC ကနေမြင်နေရရှာပြီးတော့ fight တယ်လို့သုံးသပ်တွေ့ရှိရတယ်မြောင်နဲ့ကြောက်တော်တို့ကဆက်ဆောင်ပြည်သူတွေအတွက်စံစီစာပဲအုတ်ခွက်ပကံဆောင်အဝတ်အထည်တကွေသုံးဆောင်ပစ္စည်းတွေတာပေါ်လင်တွေနဲ့ဟင်းဒီဟင်းရွက်မျိုးစေ့တွေအပါအဝင်တခြားအခြေခံစားသောက်ကုန်တွေကိုကူညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါဗျ အဓိကကတော့ကိုယ့်ရဲ့ကုတီကုတီသားမှာဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာအရာပို့ပြီးလုံခြုံမယ်လို့ဆိုရမယ်ပေါ့နော်အဲလက်ရှိမှာတော့ရခိုင်မှာဒီအချမ်းဖက်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာတွေရှိတယ်ဒီအပေါ်မှာတော့တပြည်နယ်လုံးတိုင်းတာမှာဘလို့မှလုံခြုံနေဆိုတာမရှိဘူး အာရခပြည်သူဒေါ်လာရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံနဲ့လူမှုအဖွဲ့အစည်း22ဖွဲ့တို့ကပြန်လည်နေရာချထားပေးခဲ့ရမှာအင်အားစုတစ်ခုစီအတွက်ငွေကျပ်638000ကျပ်နဲ့ငွေကြေးထောက်ပံ့ခဲ့တဲ့အပြင်ရဲဝေးကိုပြန်ရမယ့်မိသားစုတစုစီအတွက်လည်းထပ်ဆောင်အနေနဲ့ငွေကျပ်2000ခွဲကိုထောက်ပံ့ခဲ့တယ်လို့သိရပါဗျာ။ စစ်ဆောင်စကန်ကပြည်သူတွေဟာဇာတိကျေးရွာတွေကိုပြန်ရမှာအာရခတက်တော်နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေကြောင်းကြန့်ရှိခဲ့တဲ့စစ်ကြံလက်နက်တွေနဲ့အန္တရာယ်တွေကိုစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါဗျ။စစ်ချုပ်စကန်ရဲ့ဇာတိမြင်မှာကတော့ဒီစစ်ကြံပစ္စည်းတွေကတော့ဟိုတချို့ဟိုလည်းလက်နက်လက်နက်ကြီးတွေတော့မပောက်ကွဲတဲ့ဟာလေးလက်ပြုံးနေမှာရှိတယ် အဲ့ဒီဟာကတော့ရှင်နေဆိုးတယ်အဲ့ဒီဟာကိုမိုက်ရှင်နေကပေါ်ပြီးတော့ရှင်းလင်းတဲ့ခါကျမှပဲနေလို့ရတယ်အဲသူတို့ရဲ့လုကိစ္စတော့ကြာဖို့ဆိုတော့အဲ့နေရာမှာလေတချို့အောက်တော်လို့ဆိုလို့ရှိရင်တော်လေးကိုလုံးဝအရှင်နေဆိုးတော့တယ်အဲ့ဒီတော့မရှိတော့ဘူးမြေကြီးအဆင့်ပဲရှိနေတယ်အဲ့မှာလုကိစ္စတော့ဟိုကနေနေဖို့တည်းဟိုကနေအဆင့်မပြေဘူးဟိုဒီရွယ်လေးကလည်းအဲ့နေရာမှာနေခွင့်မပြုဘူးအဲ့လိုပုံစံမျိုးဖြစ်နေတယ်အဲနင်းနေ ဟိုအန်ဒီကတော့အဲ့လိုလုခရတဲ့အန်ဒီကင်းတာပေါ့မြောင်းနဲ့ကြောက်တော်မျိုးနယ်တို့ကဆစ်ဆောင်ပြည်သူတွေနေရပြန်ရမှာအန်ဒီရကင်းစွာနဲ့ပြန်လဲရောက်ရှိနိုင်မှုအတွက်အရခပြည်သူအစိုးရရဲ့ရဲတပ်ဖွဲ့ HDCO နဲ့အခြားသက်ဆိုင်ရာဌာနတွေက ပူးပေါင်းပြီးလုံခြုံရေးအစီအမံတွေကိုချမှတ်ကလိုက်လံပို့ဆောင်ခဲ့တယ်လို့သိရပါဗျာ